။အမေလိုက်ကိစ္စပြောကျွန်တော်တိုင်းနေရင်တို့ဟာစီကောင်ကွာ။အေးဒီမှာနေထူးနိုင်နဲ့တွေ့နေပြီနော်။ဒီတရင်ကျော်ခါသမီးရဆိုတော့လေကျွန်တော်ဒီကိုထက်ဝါကြီးတဲ့သူတွေကိုလိုက်ပြီးတော့ကရော့တာပေါ့နော်။စော်ကားရတာလည်းဘာမှတော့မရှိပါဘူး။ဒို့ပေမဲ့လည်းကရော့လိုက်ပါတယ်ပေါ့နော်။တော့ပောက်လွယ်တယ်ဆိုတာမနှောအောင်နဲ့မှာမင်းတို့လိုအတီးတရားမရှိတဲ့သူတွေအတွက်ငါပြောရမယ်ပါကွာ။တဘောပေါက်လွယ်တယ်ဆိုတာမနှောအောင်နဲ့ပြင်မှာမင်းတို့လိုအတီးတရားမရှိတဲ့လူတွေအတွက်ငါပြောရမယ်စကား။ကောင်းလိုက်တာကိုသွေးမတော်သားမဆက်ပေးမယ်လေကိုအကိုရင်းတယောက်လိုမျိုးအခုကတော့ easy ပါအခုကတော့ပြောမနာဆိုမနာပြင်နေပါ ။အကွင်းနဲ့ထူနဲ့ကွန်ပျူတာရဲ့ကီးဘုတ်မှာအဲ့ဘတ်စပိတ်မပါဘူးလေ။ဘာလို့လဲဆိုတော့အကွင်းနဲ့ထူနဲ့ကဘယ်တော့မှအမှားမလုပ်ဘူးလေ။စရဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့ဟိုချစ်တဲ့သူဆိုတော့လေဟိုလိုမျိုးတိုင်း personal attack မဟုတ်ဘဲနဲ့ချစ်အောင်စတာဆိုတော့လေကိုနေထူနိုင်လေစိတ်မဆိုးဘူးပေါ့နော်။တခါကလေးကွင်းနဲ့ထူနဲ့ AC တပလင်းလုံးတောက်ချလိုက်တယ်။ဗာလေမျက်တောင်လေးပဲခတ်တယ်နော်။ဟုတ်ကောင်းလိုက်ကြစုပါပါ။တွေးနေမှာဘူးလေဖြစ်ပြောသေးလား။ပြောလို့မရတဲ့စကားလုံးတွေတော့ရှိတာပေါ့တရားမှာ။ဒါပေမဲ့လည်းဟိုတွေးတဲ့အချိန်မှာကိုကြီးက ဝဲခမ်းလုပ်ပါလေကွိနေထုနဲ့ဂျင်မှာသွားကစားတယ်နော်တဲ့ကွိနေထုနဲ့ချွေးမထွက်ဘူးလေဘယ်ကချွေးထွက်တယ်ဝိတုံးတွေကချွေးထွက်ကုန်တယ်ကျွန်တော်ကမြင်ပါတော့ဟိုရန်ဆိုးတဲ့ညီလေးတယောက်ကိုလိုက်ထိန်းပေးနေတယ်တော့ကျွန်တော်ကမြင်တာပေါ့ကျွန်တော်ပေါက်ကရလုံလဲသူခွင်းလုံမဲ့လို့တော့တင်ပါတယ်မိမမီးကောင်းနေချမ်းသာနေတဲ့အချိန်ပါလေမေမေကုန်လေကွိနေထုနဲ့ဖြည့်ပြီးသွားပြီကျွန်တော်ဟိုးနှကိုမတိခင်နှုံးလေးရလဲလှုပ်တာအဲလွန်နာကျူးတာမရှိတော့လေကွိနေထုနဲ့တော့တူရဲ့တောင်စင်းနဲ့ဖက်လုံးနဲ့တကယ်နဲ့ရှာနဲ့ပြန်ရက်နိုင်တယ်ဟာရောညောက ဒီဟုတ်တယ်နော်။ငါကတော့လန့်လာပါဗျာအတိတော့မဟုတ်လားဒါကျွန်တော်တို့လည်းတီးပါတယ်ကိုနေကိုနေလူနိုင်ပဲတော့ငါကြိတ်မလဲဆိုတော့နောက်ပိုင်းကျတော့အပြင်မှာတွေ့တော့လဲကိုကြီးကကိုကြီးကကူးရပါပဲ။မိုက်ပါတယ်ကျွန်တော်တို့ TVC ကိုရုပ်ရှင်ရုံမှာလာကြည့်ရတာဆိုတော့လေဘယ်ပြောရမလဲ feeling တမျိုးတော့ဖြစ်တယ်ပြီးတော့မိုက်တာကပြီးတော့ကျွန်တော်ပုံမှန်မြင်မှုတွေကြ TVC တွေထက်တော်တော်လေးကွဲပြားခြားနားမှုရှိပြီးတော့အဓိကတော့အဲစက်ဒီယာမူရဲ့ music arrange တွေကကြောက်စရာ ကောင်းပါတယ်တော်တော်လေးခိုက်ပါတော့စဉ်းစားမိတော့ဒီကအမွေစိန်ပရဲ့ကြီးကိုနောက်ဆုံးမှဘုသူစီသွားမလဲဘုသူစီရောက်မလဲဆိုပြီးတော့လဲဟိုမော်တော်မသားချင်းနေရာနဲ့များတော့နောက်ဆုံးဘုသူစီရောက်မှာပဲမှန်တော့မှန်တော့ဟုတ် reality နဲ့ narrative နော်လို့အမွေအဲကောအမြင်နဲ့ဟိုအပြင်နဲ့တော့လည်းသွားစင်တာပေါ့ဒါပေမဲ့ပုံပို့ပြီးတော့ဒါကောင်းသွားပါတယ်ဘာလို့ဆိုအပြင်ကိုနည်းနည်း reality ကို highlight လုပ် ထားတယ်လို့တော့ကျွန်တော်တို့မြင်ပါဒါပေမဲ့မိုက်ပါအစားအစာခွတ်ဒါကတော့နည်းနည်းတော့ခတ်မယ်တဲ့ဘာလို့လဲဆိုတော့ဒီတချို့သားသမီးတွေကြတော့လေမိဘောက်တီးတဲ့သူတွေရှိတယ်မတီးတဲ့သူတွေရှိတာဟောသေးရောမလားဒါကူသားမိဘနေရာမှာဆိုရင်တော့ ကိုယ်ပေါ်တိတက်တဲ့သူပဲပေးပြင်းမဲ့တော့ထင်ပါတယ်ဒီမှာတော့ဒါသူ့ကိုတိတက်တဲ့သမီးလေးကိုပေးလိုက်တယ်လို့ဆိုတော့ထင်ပါတယ်စိန်စွယ်ဘူးကဒါကျွန်တော်တို့ဟိုးငယ်လေးပေါ့နော်နှစ်ပေါင်း40ကျော်ပြီဆိုတော့လေဟိုစတဲ့ဟာဟိုဘယ်လိုပြောမလဲဘယ် TVC ပေါ့ကြောင်ညာဘယ်ဟာပဲလာလာ ကောင်းတဲ့စိန်တိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အခုဟာလည်း2025မှာပေါ့နော်ကျွန်တော်တို့မျှော်လင့်ထားတာတက်ကိုပို့ပြီးတော့မိုက်တဲ့ TVC တပုတ်ကိုခံစားရတာဆိုတော့ဒီများနဲ့မတူတဲ့အချက်ကိုလည်းသဘောကျပါတယ်မိုက်ပါတယ်ဆိုတော့နောက်နှစ်ပေါင်းများစွာအတိုင်းပေါ့နော်စိန်စွယ်ဘူးစိန်နဲ့ဒီထက်ပို့ပြီးတော့ အတွင်းရှိပါသေးဒီထက်မိုက်တဲ့ဘယ်လိုပြောရမလဲစိန်တိုက်ပြင်မဲ့ပေါ့နော်အနုပညာ creativity ဘိုင်းမှာတော်တော်လေးကိုအဲစိတ်ထည့်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ပြိသက်တရားအနေနဲ့ဆိုရင်တော့ပို့ပြီးတော့မိုက်တဲ့ဟာတွေထပ်ပြီးတော့မြောင်းလည်းနေပါလေဒီထက်ပို့ပြီးတော့နောက်နှစ်ပေါင်းများစွာအတိုင်းစိန်စီပဲဘူးအထွတ်ရှိပါစေလို့ဆုတောင်းပေးပါရခင်ဗျာကျွန်တော်ကိုကြီးနဲ့ကြတော့ဒါဘယ်လိုပြောရမလဲညီကိုလိုပေါ့နော်ဒါကိုကြီးကိုနေကိုနေထူးနိုင်ကဘယ်လိုပြောရမလဲကျွန်တော်ဘာပဲလို့လို့အဆုံးမပေးတဲ့သွန်သင်ပေးတယ်ပေါ့နော်ကျွန်တော်တော့ လူကျင်နာတို့ဘာလို့ခက်ခဲပါညာရှိတယ်ဆိုလဲကိုကြီးလုံးပေါင်းပေါင်းဆိုတဲ့ကိုကြီးပေးပါတယ်ကိုသွေးမတော်သားမဆက်ပေးမယ်လဲကိုအကိုရင်းတယောက်လိုမျိုးအခုကတော့ easy ပါအခုကတော့ပြောမနာဆိုမနာဖြစ်နေပါဘယ်ကတော့ဒီတရင်ကျော်ခါသမီးရဆိုတော့လဲကျွန်တော်ဒီကိုထက်ဝါကြီးတဲ့သူတွေကိုလိုက်ပြီးတော့ကတော့တာပေါ့နော်စရတယ်ဆိုတော့ဘယ်လိုပြောမလဲဆိုဟိုမီလဝါလားချစ်အဲ့လိုဝါဝါဘယ်လိုပြောမလဲဆိုအဓိကပေါ့နော်ကိုလည်းဟိုချစ်တဲ့သူဆိုတော့လဲဟိုမျိုးကြီးတအား personal အတက်မဟုတ်ဘဲနဲ့ချစ်အောင်စရတာဆိုတော့လဲကိုနေတူနိုင်လဲစိတ်မစိုးဘူးပေါ့နော်သူလည်းချစ်ပါ တယ်ဟုတ်တွေ့ရချိန်မှာလွယ်ဖြစ်ပြောသေးလားအေးဘောပြောတော့ပြောတာပါမာလဲဒီလိုပဲပါနည်းနည်းပြောပြောလို့မရတဲ့စကားလုံးတွေတော့ရှိတာပါတကယ်ပါဒါပေမဲ့လည်းဟိုတွေ့တဲ့အချိန်မှာကိုကြီးကဝဲခမ်းလုပ်ပါတယ်အခုဆိုရင်လည်းဘာခက်ခဲပဲရှိရှိကိုကြီးတော့ဘောင်ဘာညာဆိုညီလေးမင်းဘာ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 ဆိုတာလေးတွေအများပြောအစ်မပြပါတယ်ကျွန်တော်အမြင်ပါတော့ဟိုရန်ဆိုးတဲ့ညီလေးတယောက်ကိုလိုက်ထိန်ပေးနေတယ်တော့ကျွန်တော်မြင်တာပေါ့ကျွန်တော်ပေါက်ကရလှုပ်လဲသူခွင့်လှုပ်မယ်လို့တော့တင်ပါတယ်ကျွန်တော်ကတော့ဟို ဝင်ချတောင်းဝင်ခဲ့တယ်ဟိုတောင်းတော့ပြောတော့ပြောတာပေါ့နော်ဟိုစော်ကားရတာလည်းဘာမှတော့မရှိပါဘူးတို့ပေမဲ့လည်းကတော့လိုက်ပါတယ်ပေါ့နော်သူကလည်း easy ပါပဲဒါပေမဲ့လည်းသူကြတော့လည်းဝမ်းသာတာပေါ့နော်ဩကိုကြီးကိုသူသူသူမြေတားပေးတယ်သူဒီလိုမျိုးအတိမတ်ပြူပြီးတော့အဲကတော့တဲ့အတွက်ကြောင့်မဟုတ်လို့သူလည်းဝမ်းသာပါတယ်ချင်းလေးနဲ့ချင်းဒါပေမဲ့သိပ်အများကြီးမဟုတ်ပါဘူးသူနေတာနဲ့ဆိုရင်ဒါကဘာမှမဟုတ်ဘူးကျွန်တော်တို့အတိတ်က ဘာရင်မှမဟုတ်ဘူးဗျာဒီကကရော့လိုက်တယ်ပေါ့အဲကိုကိုကြီးဥချကရော့တယ်ပြောရမယ်ဆိုတော့မတွေးခင်ထက်တွေးပြီးမှကမတွေးခင်ကအဲ့လိုမဟုတ်ဘူးဒါဒါဒါပုံမလေးပြပါတာပေါ့နော်မတွေးခင်ကတော့ order ကိုကြီးဒါဟိုအနုပညာတွေလုတ်တယ် order ကိုချစ်တဲ့သူဒီလောက်ပဲပေါ့နော်တကယ်တွေးလိုက်တဲ့အချိန်မှာအတူပြောတဲ့စကားလုံးတစ်လုံးပြီးတော့သူဆုံးမတဲ့ဟာတွေကဘယ်လိုပြောမလဲကျွန်တော်တို့မသိတဲ့တချို့ကျွန်တော်စင်ကြင်ရမယ့်အရာတွေမှာကျွန်တော်တို့ ဲ့ဒီရဲ့ experience ကိုကျွန်တော်တီးတဲ့အချိန်ပေးပြီးခံစားကြရမလို့တော့ဘောနော်သူပြောလိုက်တဲ့ဟာလေးတွေကကွက်တီကြတယ်ပြီးလို့ချင်းရင်သူဘယ်လိုပြောရမလဲကိစ္စရဲ့တစ်ခုမှပဲဖြစ်ဖြစ်မိသားစုကိစ္စမှပဲဖြစ်ဖြစ်တခြားသောဘယ်လိုကိစ္စရဲ့မျိုးမှပဲဖြစ်ဖြစ်ဘောနော်ဆောင်းဝိုင်းရှောင်းဝိုင်းလေးတွေပြောတာလေးတွေကတော်တော်လေးဘယ်လိုပြောမလဲနားထဲရောက်တယ်ရင်ထဲရောက်တယ်ဘောနော်အဲ့ဒါကြောင့်မလို့ကိုကြီးကကိုကြီးကကူးရပါပဲဘော ကျစ်စီဟုတ်ပါဘူးဒါကတော့ဟိဟို easy ဖြစ်သွားပါတယ်ငါကတော့လန့်လာပါဗျာအတိတော့မဟုတ်လားဒါကျွန်တော်တို့လည်းသိပါတယ်ငါကတော့ဟာကိုနေကိုနေလူနေပဲတော့ငါကြိတ်မလဲဆိုတော့နောက်ပိုင်းကျတော့အပြင်မှာတွေ့တော့လည်းဒီစိုးအောင်กว่าတယ်ဗျာညာအခုကတော့ easy ပါပဲကျွန်တော်ဟိုးနှကိုမသိခင်နှုံးလေးရလဲလောက်တာအဲလွန်နာကျူးတာမရှိတော့လေကိုကြီးနေ ကိုကိုနေထူးနိုင်အပွဲမှာမဟုတ်ပါဘူးတခြားဘသူမှမဖြစ်တော့တုံတော့ကျွန်တော်ပါမစ်ရှင်ရတော့ဟိုဒီတချို့အဲဘယ်လိုပြောရမလဲဟိုလောတွေဘာတွေနဲ့ပတ်သက်တဲ့ဟာတွေလောက်ပဲကျွန်တော်ခွင့်တောင်းပေးတာပေါ့နော်ဒီတိုင်းကျွန်တော်ပုံမှန်အတိုင်းလုပ်တဲ့ဟာတွေကတော့တုံတော့သိပ်ပါမှတော့ပြထွေတူတော့ပြောကြပါဘူးသူသဘောကျတာလေးတွေပြောတယ်ပြီးတော့သူ့ရဲ့ကျွန်တော်ရဲ့ content လေးတွေကြည့်ပြီးတော့အဲ့လိုရှောင်သိမ်းတဲ့ဟာလေးတွေပေါ့ဟိအောင်မင်းဒီစကားလုံးဆိုရင်တော့ဘာတွေဘာတွေကတော့မပြောသင့်ဘူးနောက်ဆိုရင်မလုံနဲ့အဲဒါလေးတွေဆိုရင်တော့မင်းလုံးအဲ့လိုညွှန်ကြားတာပေါ့နော်